မြင်မြင်နဲ့အပြုအပြင်လူတခွင်နှူးကျင်တာလဲဒီစိတ်ပဲဒီစိတ်ပါပဲတဲ့အပြုအပြင်လူတခွင်နှူးကျင်တာလဲဒီစိတ်ပဲနောက်တကအပြစ်မမြင်နှူးပြီဆိုလို့ရှိရင်အပြစ်ကမမြင်တော့ဘူးအပြစ်မမြင်အနှစ်ထင်ချစ်ခင်တာလဲဒီစိတ်ပဲတဲ့ချစ်ပြီဆိုဘာပြစ်မှမမြင်တော့ဘူးအပြစ်မမြင်အနှစ်ထင်ချစ်ခင်တာလဲဒီစိတ်ပဲတဲ့ အပြည့်မမြင် အနစ်ထင်ဖြစ်ခင်တာလေဒီစိတ်ပဲတဲ့။ဟောချစ်ပြီးရဲ့ဆိုဘာမှမမြင်တော့ပါဘူးတဲ့။နောက်တစ်ခါလာခဲ့ဖြစ်တယ်ဆိုတော့ကာမဂုံတွေကာမဂုံတွင်အာယုံဝင်ပျော်ခြင်းတာလေဒီစိတ်ပဲတဲ့။ကာမဂုံတွင်အာယုံဝင်ပျော်ခြင်းတာလေဒီစိတ်ပဲ။ဇာနေပြန်ကောက်ကြည့်သမောအေးမလားအေးမလားတွေးသမျှဆွေးရတာလေဒီစိတ်ပဲ။ တရားမဝင် အများပင်မှားကျင်တာလဲဒီစိတ်ပဲနှလုံးမဝင် မပြုံးရွင် မုန်းကျင်တာလဲဒီစိတ်ပဲအကန့်တွင်အယမ်းနှင်ပြန်းကျင်တာလဲဒီစိတ်ပဲအပြုအပြင်လူတကွင် နှုကျင်တာလဲဒီစိတ်ပဲအပြစ်မမင်းအနစ်ထင်ချစ်ခင်တာလဲဒီစိတ်ပဲကာမဂုံတွင်အာယုံဝင်ဒီစိတ်ပဲတဲ့ အဲနောက်တစ်ခါလာတဲ့သာသနာကို မကြည်ညိုတွန့်တိုတာလဲဒီစိတ်ပဲတဲ့သာသနာကိုမကြည်ညိုတွန့်တိုတာလဲဒီစိတ်ပဲတဲ့ဒါပြီးဟိုဘက်ပိုင်းကအကျဉ်းနုပြီးသွားတဲ့အခါမှာဘာသာရေးဘက်လှည့်လာပြီသာသနာကို မကြည်ညိုတွန့်တိုတာလဲဒီစိတ်ပဲနောက်လာသေးတယ်ဒါနသီလသမထပြုကြတာလဲဒီစိတ်ပဲတဲ့ဒါနသီလသမထပြုကြတာလဲ ီစိတ်ပဲသာသနာတော်ကိုမကြည်ညိုတာလည်းပဲဒီစိတ်ပါပဲတဲ့သာသနာတော်ကိုကြည်ညိုပြီးတော့ဒါနသီလဘာဝနာတွေပွားများတာလည်းပဲဒီစိတ်ပဲတဲ့ဒါနသီလသမထပြုကြတာလည်းဒီစိတ်ပဲတဲ့နောက်တကလာခဲ့ဘာဝနာယုံနံအမြင်တန်ရှင်းကြံတာလည်းဒီစိတ်ပဲဟောဒါနသီလသမထတွေပြီးတဲ့အခါမှာဘာဝနာပဲဝိပဿနာဘာဝနာပဲလဲလာပြီး ဘာဝနာယုံနံအမြင်တန်းကြင့်ကြံတာလေဒီစိတ်ပဲစိတ်လေးတွေစဉ်စဉ်ပြောင်းဘာဝနာယုံနံအမြင်တန်းကြင့်ကြံတာလေဒီစိတ်ပဲအဲလိုကြင့်ကြံတဲ့အခါမှာလာတဲ့တမက်တဖို့ရက်တို့တို့ရောက်လို့တာလေဒီစိတ်ပဲတမက်တဖို့ရက်တို့တို့ရောက်လို့တာလေဒီစိတ်ပဲရက်တို့တို့နဲ့မရောက်ချင်ဘူးလားအဲမက်ဖို့နေဖို့ရက်တို့တို့နဲ့ရောက်ရပါလို့ဤလေနဲ့ပေါ့လေ ဓမ္မတဖို့ရက်တို့တို့ရောက်လို့တာလဲဒီစိတ်ပဲတဲ့နောက်တကတတိဉာဏ်ရှင်တတိဉာဏ်ရှင်တံပစင်သိမြင်တာလဲဒီစိတ်ပဲတဲ့တတိဉာဏ်ရှင်တံပစင်သိမြင်တာလဲဒီစိတ်ပဲတတိတွေဉာဏ်တွေရှင်လိုက်ပြီတဲ့တရားတွေကိုသိသွားပြီတဲ့ဘယ်စိတ်လဲဒီစိတ်ပဲတဲ့ဒီကပဲသွားတာပဲတဲ့ တတိညာရှင်တံပစဉ်သိမြင်တာလေဒီစိတ်ပဲဒါပဲနှစ်ခုရှိပါရဲ့စာအနေပြန်ဆိုကြည့်တော့မဟုတ်12ခုရှိပါ ਈ လားတတိညာရှင်တံပစဉ်သိမြင်တာလေဒီစိတ်ပဲ အစအနေအေးမလားတွေးသမျှဆွေးရတာလေဒီစိတ်ပဲတရားမဝင် အများပင်မှားကျင်တာလေဒီစိတ်ပဲနှလုံးမဝင် မပြုံးရွှင်မုန်းကျင်တာလေဒီစိတ်ပဲ အကန်းတွင်အရန်နေကြမ်းကျင်တာလဲဒီစိတ်ပဲအပြုအပြင် လူတခွင်နှုတ်ကျင်တာလဲဒီစိတ်ပဲအပြည့်မမင်းအနစ်ထင် ချစ်ခင်တာလဲဒီစိတ်ပဲကာမဂုံတွင်အာယုံဝင်ပြောကျင်တာလဲဒီစိတ်ပဲမကြည်ညိုတွန့်တို့တာလဲဒီစိတ်ပဲဒါနာသီလသမထပြုကြတာလဲဒီစိတ်ပဲဘာဝနာယုံနံ ြင်းကြံတာလည်းဒီစိတ်ပဲဓမ္မတဘောရတ္တတို့ရောက်လို့တာလည်းဒီစိတ်ပဲတံပစဉ်သိမြင်တာလည်းဒီစိတ်ပဲကဲနောက်ဆုံးပဲအေငိမ့်ဒုက္ခအေငိမ့်ဒုက္ခနိဗ္ဗာန်မြင်ရတာလည်းဒီစိတ်ပဲတဲ့အေငိမ့်ဒုက္ခနိဗ္ဗာန်မြင်ရတာလည်းဒီစိတ်ပဲတဲ့အဲ့တော့နောက်ဆုံးနိဗ္ဗာန်ကိုမြင်တာလည်းဒီစိတ်ပါပဲတဲ့ အင်းငိမ့်ဒုက္ခနိဗ္ဗာန်မြင်ရတာလဲဒီစိတ်ပဲတဲ့စိတ်တွေဟာအဆင့်ဆင့်အမျိုးမျိုးပြောင်းလဲနေပါတယ်တဲ့မိမိတို့ကတော့ထင်ပါဘောငါစိတ်ဟာဒီတိုင်းပဲနေမြဲနေပါတယ်ထင်တယ်မြဲသလားမမြဲဘူးခုနကြံကျင်တာတွေရမ်းကျင်တာတွေချစ်ကျင်တာတွေပျော်ကျင်တာတွေမကြည်ညိုတာတွေကြည်ညိုတာတွေတရားဘာဝနာပေါ်များတာတွေတောက်လျှောက်စိတ်ဟာမဖြစ်သွားဘူးလားဖြစ်တယ်တဲ့အမျိုးမျိုးဖြစ်နေတာဒါပေမဲ့စိတ်ဟာတော့ဗာလဲစိတ်ပါပဲတဲ့ဒီပင်တရားပါသေးလားမပါဘူးတဲ့ဟိုကြံကျင်တဲ့စိတ်ဟာလည်းပဲစိတ်လေဒီစိတ်ပဲတဲ့ ီစိတ်ဆိုလို့မြဲနေတာမဟုတ်ဘူးเนาะစိတ်တစ်ခုတည်းကနေအလုံးလုံးသွားတာကိုပြောတာအဲဒါကြောင့်စိတ်တစ်ခုနိုင်ရင်အကုန်ကိစ္စပြီးတယ်စိတ်ကိုနိုင်ဖို့အတွက်ပထမဦးစွာဘာလုပ်ရလဲတမာရီရှိအောင်ကြိုးစားပါတဲ့တမာရီရှိရင်မြည်ရည်လေးကြည်လင်နေသလိုစိတ်လေးလည်းကြည်လင်သွားမယ်တဲ့စိတ်ကြည်လင်သွားတဲ့အခါမှာအဲ့ဒီစိတ်လေးပေါ်မှာဒီမြည်ရည်ကြည်ကြည်လေးပေါ်မှာရုပ်ပုံတွေပေါ်သလိုစိတ်ကြည်ကြည်လေးပေါ်မှာတရားတွေပေါ်လာလိမ့်မယ်တဲ့အဲ့ဒီတရားကိုကြည်တဲ့အခါမှာလည်းပဲမြည်ရည်စည်းတာကိုကြည်သလို့ မြင့်ရည်ဟာလှုပ်ရှားရင်မိမိစိတ်ဟာလိုက်လှုပ်ရှားတယ်အဲ့လိုသဘောမျိုးတွေမပါပါစေနဲ့တဲ့။နောက်ဒီတမာတိကိုထူထောင်ဖို့အတွက်ကြတော့ဘယ်လိုလုပ်ရမလဲ။အဆင့်၃ဆင့်လောက်နဲ့ပိုင်းပြီးတော့မှမိမိစိတ်ကိုဖမ်းပါတဲ့။တစ်ချက်တည်းဖမ်းရမလား။မဖမ်းနဲ့တဲ့။တစ်ချက်တည်းဝုံးဆိုဖမ်းရင်မမိဘူးချောချောထွက်သွားလိမ့်မယ်။အဲ့တော့ဘယ်လိုလုပ်ရလဲ။တဆင့်စီတဆင့်စီမိအောင်ဖမ်းတဲ့။ဒါအချိန်ပေးပြီးဖမ်းရတာပါဟုတ်လား။အဲ့တော့စိတ်ဆိုတဲ့တဘာကိုလုံကြုံမယ်ဆိုလို့ရှိရင်အဲ့ဒီစိတ်လေးကိုထိမ့်သိမ့်နိုင်မယ်ဆိုရင်မဲ့ဖို့နိဗ္ဗာန်ကို ရပါတယ်တဲ့လူလူပြည်ရောက်ခြင်းလည်းရတယ်နတ်ပြည်ရောက်ခြင်းလည်းရတယ်ဗမပြည်လည်းရတယ်သူရနတ်ရသူပြည်နိဗ္ဗာန်ကိုလည်းရတယ်တဲ့စိတ်ကိုဘာနဲ့ဖမ်းရလဲစိတ်နဲ့ပဲဖမ်းရတယ်ဒါပဲစိတ်ဓာနုပဒနာခေါ်ပါတယ်စိတ်ကို စိတ်နဲ့ဖမ်းပါတဲ့အဲ့ဒီမှာအတိအပြင်းပဲခွာထားမှာက ခန္ဓာ၅ပါးခန္ဓာ၅ပါးပဲငါဆိုတာရှိသလားမရှိဘူးဖြစ်ပြတရားသဘောတွေဘလောက်သိသိအဲ့ဒီငါဆွဲမပြုတ်ရင်အဲ့ဒီပုဂ္ဂိုလ်ကဘယ်တော့မှတရားမရဘူးတဲ့ငါဟာလွန်ရေးကြီးပါတယ် အဲ့ဒီဒိဋ္ဌိကြောင့်လူတတ်မှုတွေမိမိဖေတတ်တာတို့အာဇာတတကိုယ်ဖေကိုပြန်တတ်တာဒီဒိဋ္ဌိကြောင့်ငါကောင်းစားရေးမရှိတော့ဘူးအဲ့တော့စောစောစီးစီးငါဖေတတ်မှငါကောင်းကောင်းခံစားရမှာမရှိတဲ့ငါကြောင့်ဘာဖြစ်လဲအဖေကိုတတ်မိတယ်အမေကိုတတ်မိတယ်အစရှိသည့်ဖြင့်လောကကြီးမှာပြဒနာပေါင်းစုံဖြစ်နေရဘာရောက်လဲငါကြောင့်ဖြစ်နေတာတဲ့အဲ့ဒီငွာငါကိုအတိလေးနဲ့ပထမဦးစွာပဲကွာထားပြီးတော့မိမိစိတ်တွေကိုတမာရီရအောင်ထူတော့ ပြီးရင်အဲ့ဒီစိတ်လေးတွေရဲ့တဘာဝကိုသိအောင်မြေကန်တပေးကမြည်ရစည်းတာကိုကြည့်တယ်လို့ကိုယ်စိတ်ကိုကိုကြည့်ပါတဲ့ဒါပေမဲ့အဲ့ဒီမြည်ရထဲမှာတော့ဝင်မမျောလိုက်နဲ့မျောလိုက်လို့ရှိရင်စိတ်ကိုစိတ်စိတ်ရဲ့သဘောတရားကို အမှန်တိုင်းမသိတော့ဘူးစိတ်တို့ရဲ့ဖြစ်ပုံပြက်ပုံကိုအမှန်တိုင်းမသိတော့ဘူးတဲ့ဟုအချိန်လည်းပြည့်သွားပြီနော်ပြောချင်တာလူဘဝတွေဘဝအစပုံလေးဘဝကူးပုံလေးပြောချင်တာမမီတော့ဘူးအနန္တရအနေနဲ့ပြောရင်လူတွေဘယ်ကစဖြစ်လာတယ်လဲဘလို့ ဖြစ်တယ်လဲဆိုတာပြောပြလို့ရပါတယ်။အဲဒါဆိုရင်နောက်တစ်ပတ်ကျမှပဲအဲဒါစိတ်ဓာနုပဒနာကိုဒီအနန္တရတိတော်အပြင်စိတ်ဓာနုပဒနာကိုဘယ်လိုလုပ်ရမလဲဆိုတဲ့လမ်းကြောင်းလေးတွေထိုက်လျောက်ပါသွားပါပြီ။အဲလုပ်ဖို့ကတော့ကိုတောင်းဝန်ပဲရှိတော့တယ်။ဗုဒ္ဓသာသနာစီရန်ဒိဋ္ဌတုဗုဒ္ဓသာသနာစီရန်ဒိဋ္ဌတုဗုဒ္ဓသာသနာစီရန်ဒိဋ္ဌတုသာဓု Sadhu, Sadhu.